ခရစ်တိုမိုင်းနင်းလုပ်ပြီးအာသာရင်ခံရှာခြင်းတဲ့သူတွေလက်မလို့တင်တဲ့ဖေးမိုင်းနင်းတခုကြောင်းလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်။ဒီမိုင်းနင်းထွက်ထားတဲ့တက်တန်းကတော့၄နှစ်ကျော်လောက်ရှိနေပါပြီ။ဒီမိုင်းနင်းရဲ့ क्वाइन တွေကိုတော့အချိန်မှလေးစင်းလောက်တာတွေခရစ်တိုမားကတ်ထဲမှာရောင်းဝယ်လောက်တာတွေလုပ်လို့မရပါဘူး။မိုင်းနင်းထဲမှာပဲတိုကင်တွေစုပြီးရင်မိုင်းနင်းရဲ့ P2P ဝက်ဘ်ဆိုက်ထဲမှာဒေါ်လာနဲ့သွားရောင်းလို့တော့ရပါတယ်။ အဲ့လိုမှမလုပ်ချင်ဘူးဆိုရင်လည်း Forge ရဲ့ admin နဲ့ချိတ်ဆက်ပြီးတော့ mining coin တွေကို KB win နဲ့တက်ရိုက်ရောင်းလဲရပါတယ်။ Crypto mining သမားတွေလည်းမလို့တင်းတဲ့ mining ရတော့မိဘ mining ပဲဖြစ်ပါတယ်။ဒီ mining ကိုတည်ရတဲ့သူတွေလည်းရှိတယ်လို့အခုမှကြားဘူးတဲ့သူတွေလည်းရှိပါလိမ့်မယ်။မိဘ mining ကြောင့်တည်ရဆိုရင်တော့ fee လေးကိုကျော်သွားလို့ရပါတယ်။မတည်သေးဘူးဆိုရင်တော့မိဘ mining ရဲ့ငွေတွင်းကြောင့် share နဲ့လုပ်ပေးတော့မှာဖြစ်လို့ fee လေးကိုဆုံးတည်ကြေးသွားပေးပါ။ မိဘမိုင်းလေးကိုကုမစာ join မဲ့သူတွေက application တောင်းပြီး account ဖွင့်ပေးရပါမယ်။ application လေးကိုတော့ view ရဲ့အောက်မှာဝင်ကြည့်လို့ရပါတယ်။ account ဖွင့်တာကတော့ gmail နဲ့ချိန်ပြီးအလွယ်လေးဖွင့်ရုံပါပဲ။မိဘမှာ account ဖွင့်ပြီးသွားပြီဆိုရင်တော့ KYC တင်ပေးရပါမယ်။သူက KYC အောက်မှာ my name အလုပ်လုပ်တာပါ။ KYC demo တက်ကနှစ်ခုမြောက်မှာမီ ID ဆိုတာလေးရှိပါမယ်။ ID ဝင်ပြီးတော့ KYC တင်လို့ရပါတယ်။ KYC တင်တဲ့အခါမှာဆိုရင်မှတ်ပုံတင်ကိုအသုံးပြုပြီးတော့ KYC တင်လို့ရပါတယ်။ ကိုက KMC တင်တာအောင်သွားပြီဆိုရင်တော့ 1MBC ရပါတယ်။ရလာတဲ့ 1MBC ကိုတော့ထုတ်လို့မရပါဘူး။သူကဒီနေရာမှာ staking အနေနဲ့တည်ရှိနေမှာဖြစ်ပါတယ်။ကျွန်တော်ကအဲ့ staking နဲ့ကိုတစ်ချက်ဝင်ကြည့်လိုက်မယ်ဆိုရင် 1MBC ကိုအခြေခံပြီး vivo အနေနဲ့ MBC coin တွေရနေတာကိုတင်ပြရပါလိမ့်မယ်။ကျွန်တော်တို့ကအဲ့ဒီ coin တွေတော့ claim လို့ရပါတယ်။ဘယ်လို claim ရမလဲဆိုဒီအောက်မှာ 1MBC ရှိပါမယ်။အဲ့ဒါကိုတစ်ချက်နှဲ့နေပါ ဒါဆိုရင်တော့ claim reward ဆိုတဲ့စာလေးကိုတွင်မြင်ရလိမ့်မယ်။အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရထားတဲ့ staking reward တွေကို claim ရုံမှာပဲ။နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ meepen mine နဲ့မှာ KYC အောင်ပြီဆိုရင်လေးခွင့်မြောက်မှာ link ဆိုတာလေးရှိပါမယ်။အဲ့ link ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ။ဒီ link ထဲကိုသွားလိုက်တယ်ဆိုရင်တို့ကဒီ app လေးမှာတက်တခုရှိနေပါမယ်။အဲ့တက်ကလည်းတို့ရဲ့ community ကို join ခိုင်းတဲ့တက်ပါပဲ။တက်လို့ပြီးတော့0.01 MBC reward ယူလို့လည်းရပါတယ်။ ိဘမိုင်းနင်းထဲမှာအရေးကြီးဆုံးအပိုင်းကတော့ဒေးချက်ကင်အပိုင်းပဲဖြစ်ပါတယ်။မိဘမိုင်းနင်းလုံနေတဲ့သူဆိုရင်တော့ဒီဒေးချက်ကင်ကိုတနေ့တစ်ကြိမ်ပုံမှန်လေးလုပ်ကြပါ။ဒေးချက်ကင်လုပ်တာလည်းလွယ်ပါတယ်။ကျွန်တော်တို့ဒီအောက်ကအွန်ချင်းချက်ကင်ဆိုတော့နှိပ်လိုက်ရင်သူကဒီလိုပြက်ကလေးပုံနေကြာလာလိမ့်မယ်။ပြီးတော့ရင်ချက်ကင်လုပ်တာကြတော့သူကစကွက်လေးပေးပါလိမ့်မယ်အမဲရောင်ကွက်ထဲမှာရှိနေတဲ့စာတွေအကုန်လုံးရိုက်ပြီးလိုက်ရုံပါပဲအဲ့လိုမျိုးရိုက်ပြီးသွားပြီဆိုရင်တော့အောက်ကချက်ကင်ကိုနှိပ်ပြီး ဒေးချက်ကင်လောက်ရုံမှာပဲဒေးချက်ကင်ကအစာပိုင်းတော့အမီးစီကွိုင်းရတာနေပေမဲ့ကိုကပုံမှန်လေးလှုပ်သွားတယ်ဆိုရင် နောက်ပိုင်းနေကြရင်ဒေးချက်ကင်အမီးစီပွိုက်တွေလည်းများပါတယ်အမီးစီကွိုင်းရဲ့လက်ရှိပေါက်သေးရလဲ6ဒေါ်လာကျော်နေပါပြီအရင်ကဆို3ဒေါ်လာကျော်ပဲရှိတဲ့အမီးစီကွိုင်းတွေကခုဆိုရင်6ဒေါ်လာကျော်နေပါပြီ ောက်ပိုင်းမှာ MEC ရဲ့ဈေး7တနိုင်ကြီးရှိပါတယ်ကျွန်တော်ဒီ MEC မိုင်းနဲ့မှာတနေ့တနေ့ရတယ် MEC ခွိုင်အမောက်ကတော့နေပါတယ်ကိုကတေချာလေးဆွဲမချော်ပဲမိုင်းနဲ့ခွိုင်တွေကိုစုသွားမယ်ဆိုရင်1 MEC ပြေးတဲ့အခါကျရင်10ဒေါ်လာလည်းဖြစ်နိုင်တယ်လို့ဒေါ်လာ20လည်းဖြစ်နိုင်ပါတယ်ကျွန်တော်မိဘမိုင်းနဲ့မှာရရှိတဲ့ MEC ခွိုင်မျိုးစားနှစ်မျိုးရှိပါတယ် အမေရှင်အပြာနဲ့အမေရှင်အမဲပဲဖြစ်ပါတယ်အမေရှင်အမဲကတော့ဒေးချက်ကင်လုပ်တဲ့အခါမှာရရှိတာပါပြန်ရောက်တဲ့အခါမှာဆိုရင်တော့အမေရှင်အပြာတွေပဲပြန်ရောက်လို့ရပါမယ်အမဲကိုအပြာနဲ့ချိန်လို့ရပါတယ်ဘယ်လိုချိန်ရလဲဆိုတော့အမဲကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာရောက်ပြီဆိုရင်ဒီဘက်ဘေးက cross chain ဆိုတာလေးကိုထပ်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော် MEC အချင်းချင်းလဲတဲ့နေရာကိုရောက်သွားလိမ့်မယ်ဒီနေရာမှာအပေါ်မှာအပြာအောက်မှာအမဲဖြစ်နေရဆိုရင်အလေးအမြားလေးကိုနှိပ်ပြီးတော့ချိန်လိုက်ပါ ေါ်မှာအမဲအောက်မှာအပြာဖြစ်ဖို့တော့လိုအပ်ပါမယ်ဆိုတော့ကျွန်တော်ဒီအပေါ်မှာအမဲဖြစ်သွားပြီဆိုရင်ကျွန်တော်ချိန်မဲ့အမီးစီအမောက်ကိုထည့်လိုက်ပါအဲ့လိုမျိုးချိန်တဲ့အခါမှာဆိုရင်ကဖီအနေနဲ့အမီးစီခွိုင်းနေပေးရပါတယ်အမီးစီအမဲတွေတော့အကုန်လုံးအိတ်ချိန်လို့လို့မရပါဘူးကဖီပိုလေးခြံထားပြီးတော့ခြံတဲ့ဟာတွေအကုန်လုံးတော့အိတ်ချိန်လို့လို့ရပါတယ်အမဲရောင်ကိုအပြာရောင်ဖြစ်ပြောင်းမိသွားပြီဆိုရင်တော့အဲ့ဒီခွိုင်းတွေကိုရောင်းလို့ရပါပြီရောင်းတဲ့အခါမှာမိပဲ့ရဲ့ P2P ထဲမှာဒေါ်လာနဲ့လဲတွားရောင်းလို့ရတယ်လို့ 4G ရဲ့ admin နဲ့ချိတ်ဆက်ပြီးတော့ OneMEC ကိုမြန်မာငွေ2000ကျပ်နဲ့ရောင်းလို့လည်းရပါတယ်။ဆိုတော့မိပက်ရဲ့ B2B market ကိုဘယ်လိုရှာလဲဆိုတာကျွန်တော်တစ်ချက်ပြပြပေးပါမယ်။ B2B တွေတော့ဖို့အတွက်အရင်ဆုံးကျွန်တော်ဖုန်းရဲ့ Chrome နဲ့ကိုဝင်လိုက်ပါ။ Chrome နဲ့ဝင်ပြီးပြီဆိုရင်တော့ search bar မှာမိပက် B2B ဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါ။ပြီးရင်ဒီအပေါ်ဆုံးမှာမီ translation ဆိုတာလေးရှိပါမယ် ID ကိုတစ်ချက် ဝင်လိုက်ပါ ဆိုတော့ဒီဘိုင်းလေးရောက်ပြီဆိုရင်ကျွန်တော်မီပတ်မှာအကောက်ခွင်ထားတဲ့ဂျီမေးနဲ့ passport ထည့်ပြီးတော့ login ဝင်ပေးလိုက်ပါ login ဝင်တဲ့အခါမှာဆိုရင်သူကပြည်စည်လေးတစ်ခု ဖြည့်ခိုင်းပါတယ်အဲ့ဒါလေးကိုဖြည့်ပေးလိုက်ပါ ဒါဆိုရင်တော့ AMG ရဲ့ B2B market ထဲကိုရောက်သွားပါလိမ့်မယ်။ဒီထဲမှာဆိုရင်ကျွန်တော် AMG coin တွေကို USDT နဲ့ရောင်းလို့ရပါတယ်။ရောင်းတဲ့အခါမှာတော့ exchange အနေနဲ့ Binance, Bitget, OA, Binbit စတဲ့ exchange တွေကိုအသုံးပြုလို့ရပါတယ်။ဒီမှာဆိုရင်လည်းသူအနည်းဆုံးဝယ်တဲ့အမောက်ကနေပြထားပါတယ်။ကျွန်တော်ဒီ AMG coin တွေကို B2B မှာရောင်းတဲ့အခါကျရင်လည်းဘယ်လိုရောင်းလဲဆိုတဲ့ guide video အသေးစိတ်ကိုထပ်ပြီးတော့လုပ်ပေးပါမယ်။ ဆိုတော့မိဘမိုင်းနေတဲ့ပတ်သက်တဲ့အကြောင်းတော့ဒီလောက်ပါပဲအားလုံးနားလည်မယ်လို့ထင်ပါတယ်မသိရရှင်းရင်မေးခဲ့လို့ရပါတယ် Fuji ကို subscribe လုပ်ရတဲ့ subscribe လုပ်ထားပြီးတော့ပေးနှံ့နူဒီခေါင်းဆောင်လေးကိုလည်းတည်ထားပေးပါဦး video လေးကိုဇုံတိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ဗျာအားလုံးကိုကျေးဇူးပါ